အင်္ဂါသတိများတဲ့နေဒီလာမှာအမှုခင်းကြုံတွေ့ရတာမျိုးယုံကနာတွေကိုပြောရတာမျိုးနော်တရားစွလို့ခံရတာမျိုးအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ်အကယ်၍ကိုကမဖြစ်ပေါ်လာဆိုရင်တော့မကိုကအဲ့ဒီအမှုခင်းဖြစ်တဲ့သူတွေနဲ့ဒီပတ်သက်ရတာမျိုးကိုကကြံရပါဖြစ်တာမျိုးကိုကအန်ဒီအဲ့ထက်မှဝင်ရောက်ပြီးတော့မှဒီဘနော်ဒီပတ်သက်မိတာမျိုးကြုံရတဲ့ပုံရှိပါတယ်အဲကြောင့်ဒီလာထဲမှာအမှုခင်းကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းတော့တတိထားပါ အမှုဖြစ်နိုင်မဲ့ကိစ္စမှန်များအားလုံးဒီတော့မှရှောင်ကျင်ဖို့ကျွန်တော်အနေနဲ့ဒီအကြံပေးလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုတော့ထိတ်ကုန်းမှထားပြီးပြောချင်ကြောင်းနေရာကကြတော့ဒီတော့မှဒီအဖြစ်များတတ်တာကိုတွေ့ရလို့ပါနောက်ကြတော့ပါလဲဆိုတော့ဒီလမှာပေါ့နော်ခင်ဗျားတို့လုံနေတဲ့အကိုင်းနေတဲ့ကိစ္စမှန်မှန်အားလုံးဒီဒီလမှာလုံးစရာရှိရာတွေကိုဖြောက်ဖြောက်စိတ်လေးအေးအေးလေးထားပြီးလုံးစရာရှိရာတွေလုပ်ဖို့လိုအပ်ပါတယ်စိတ်အေးထားပြီးမလုပ်ဘူးဆိုရင်တော့အကုန်လုံးက ဒီကစိုးကြောင်လေးနဲ့ဖြေရနံပါတ်1ရေးနောက်က3 4 5ဟိုလိုမျိုးဖြစ်ကုန်တတ်တယ်အစတောင်စင်ကြီးမရအခြေအနေမျိုးဖြစ်တော့တတ်တယ်เนาะအကြောင်းလို့စိတ်အေးလည်အင်းလေးနဲ့လောက်စီရာရှိရာကိုလောက်ပါစိတ်မြန်လက်မြန်လုလိုက်လို့ကောင်းသွားစီရာတခုမှမရှိပါဘူးအဲ့တော့ဒီလာမှာပြောချင်တာဒီအင်္ဂါသမီးများဒီဘေယာမစိတ်မြန်လက်မြန်မလောက်ပါနဲ့ဘာပဲစဉ်းစားစဉ်းစားတေချာလေးစဉ်းစားပြီးတေချာလေးလောက်ပြီးမှဆုံးဖြတ်ပြီးတော့မှလောက်ပါ ဆုံးဖြတ်ချက်မမှားပါစေနဲ့ရေရေတိုးစဉ်းစားလိုက်တဲ့အခါလေးအချိန်တိုးလေးစဉ်းစားလိုက်တဲ့ကိစ္စရက်တွေကမိမိကိုဒီလမှာအနှောင့်အယှက်ဖြစ်ပါလိမ့်မယ်မိမိကိုနောက်လနောက်လတွေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ကိုလုပ်တတ်ပါတယ်အကြမလို့ဘာပဲလုပ်လို့ဘာပဲကြိုင်ကစဉ်းစားပါဆုံးဖြတ်ပါတည်တည်ရှာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်စရာရှိရာကိုလုပ်ပါအဲ့ဒါမှဒီလမှာအဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဒီလမှာလုံးဝလုံးဝအဆင်ပြေတတ်ပါဘူးနောက်တစ်ခုကျတော့ပါလဲဆိုဒီလမှာပေါ့နော်ဒီမိမိက ဒီအချို့ကိစ္စရက်တွေကိုလုပ်မယ်ဆိုရင်ဥမာစီးပွားရေးအသစ်တော်လကောက်နောက်ဆိုနေရာအသစ်တော်လကောက်အဲ့လိုအွှေ့ပြောင်းလုပ်ရင်တော့ဒီလမှာလုံးတင်နေလို့ပြောပြောနေတယ်ပြောချင်တယ်အဲ့တော့နေရာအပြောင်းွှေ့လုပ်ငန်းအပြောင်းပြောချင်တာတော့အပြောင်းွှေ့တောင်းွှေ့တယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ကိုကဗျာဒီတာမန်အချိန်ကြီးကနေပြီးတော့မှအလွန်မင်းကောင်းတဲ့အချိန်မျိုးကိုပြောင်းပါလားအဲ့ဒါဆိုကောင်းတယ် ဟိုကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥမာကိုကဟိုစီးပွားတစ်ခုခုကြောင်းမလို့ဒီတစ်ခုခုရောင်းချပေးလိုက်ရပြီးတော့မှတင်ရအောင်ပြောင်းရမယ်ဆိုရင်ဘယ်လိုနည်းလမ်းနဲ့မှမပြောင်းပါသေးနဲ့ဟိုအဲ့လိုမကောင်းတဲ့အခြေအနေမျိုးနဲ့ကိုကပြောင်းရမယ်ဆိုရင်ဒီလားဒီလားကိုအကြောင်းပြုပြီးတော့ဖြည်းဖြည်းနဲ့မိမိရဲ့စုပ်ယုံမှုတွေဒါပိုဖြစ်လာပါလိမ့်မယ်အကြောင်းမလို့ဒီဒီလားမှာအဲ့လိုမျိုးအခြေအနေမရှိခဲ့ဆိုမှပြောင်းပါနဲ့အကြိမ်ကိုကဒီလုပ်ငန်းတစ်ခုပြောင်းနေဒီအင်အားတွေမျိုးခြားအင်ကိုပြောင်းနေဒါပေမဲ့ကိုကကောင်းလာဖို့အတွက်ပြောင်းနေပြန်လာမှရှိဘူး ပုံမှန်ရှင်တွေကနေပြောင်းလဲပြန်တာမရှိဘူး။ဆိုးတဲ့ရှင်တွေကနေပြောင်းမှုဆိုပြန်တာရှိပါတယ်။အဲ့ဒါဆိုးတဲ့ရှင်တွေကနေဆိုတော့မပြောင်းပါသေးနဲ့။ဒီလမှာဟိုနည်းနည်းလေးပေါ့နော်။ကြည့်ရအောင်ရှင်တွေပြောင်းနေပြီးတော့လောကလေးလပိုင်းကျော်ငကြံကျော်ထိစောင့်ပြီးတော့မှပြောင်းမှရွှေပါကျွန်တော်ဒီနေ့ပြောချင်တယ်။ကောင်းတဲ့ပြောင်းလဲမှုမသိပြောင်းလဲမှုဆိုတော့ပြောင်းပါအချိန်မရွေးပါဘူး။ဒီလထဲမှာတိုက်တဲ့ချိန်ပြောင်းအစီအမေ။နော်။အဲ့ဒီချက်လေးကျွန်တော်တို့ချင်းနဲ့ပြောချင်ပါတယ်။ နောက်ပြီးတော့ဒီလာထဲမှာဒီမွေးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဒီလာမှာဒီငားချီယာနေပေါ့တာဝန်ခံတာမျိုးခုနအမှုကိစ္စလည်းပါတယ်ကိုကနေတော့ဂျားရီကနေပြီးတော့မှမွေးထုတ်ချီတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုပဲမွေးချီတာကိုလည်းဂျားကနေပြီးတော့မှဒီနော်အမှန်ကန်လိုက်ပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်အဲ့ဒါလေးချက်ပြောချင်တယ်မွေးကြီးကတော့ဒီလာထဲမှာအရန်လည်းမတွတ်တတ်ဘူးအရန်လည်းအစိုးရဘူးပုံမှန်အနေထားပဲအတိုင်းပဲရှိနေမယ် နော်ဒီလောက်ရာရှိရာလေးတွေပဲလောက်တာဟာလာအကောင်းဆုံးပဲပေါ့နော် အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မိမိကဂျားလူတွေနောက်ပြီးတော့ဂျားလူတွေဆိုတဲ့နေရာမှာလည်းဒီဟိုတတရလူတွေပါစရုပ်လာလူတွေပါအဲ့လိုပေါ်လာမျိုးမဟုတ်ပဲနဲ့ကိုတငယ်ချင်းနေအောင်နမသားမင်းနေမိဘမိသားစုတွေစတဲ့ဖြစ်အဲ့ဂျားတွေကြောင့်လေမိမိမှာမိတို့အကြည့်မိမိတို့ဒီအတွဲတွေရှိမယ်နောက်တင်မရတွေရှိမယ်ဆိုရင်တော့အခက်အခဲတွေကြုံရဖို့ရှိတယ်အဲ့တော့ဂျားစကားတွေဂျားလူတွေရဲ့စကားတွေကိုတတ်ရောက်မလိုက်ပဲနဲ့မိမိတို့ရဲ့မိမိတို့ရဲ့စိတ်ကြိုက် ုံဖော်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုပုံဖော်မှုကနေပြီးတော့မိမိရဲ့ကောင်းခြင်းတွေကိုဖြစ်လာပါလိမ့်မယ်မိမိရဲ့ဒီကောင်းတဲ့တရားမှုတွေကိုဖြစ်လာပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်မိမိကစိုးကျိုးတရားမှုတွေကိုပဲပုံများလာဖို့ပဲရှိပါတယ်အဲ့တော့ဒီနောက်တစ်ချက်ကျတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးကကျတော့အဓိကကျွန်တော်တို့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေ နောက်ပြီးတော့ကျွန်တော်တို့ဒီနှလုံးလို့ပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂလေးဒီလမ်းမှာသတိထားပေးပါသွေးတိုးတာတွေသွေးအားနည်းတာတွေလည်းပါပါတယ်အဲ့လိုပဲဒီနှလုံးအောင့်တာတွေမောတာတွေနှလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်မြန်အားလုံးဒီလမ်းမှာမျက်ကြောင်သတိထားပေးပါအဲ့လိုမျိုးဖြစ်လာပြီဆိုတာ ਨੇ မပေါ့ပါနဲ့ကုသဆရာရှိတာကုသပါစေမိဝဲတာတော့လကောက်အချိန်မီဆောက်ရပြီးကျွန်တော်နေပြောချင်ပါတယ် တော့ဒီလမှာပေါ့ရေရရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာတော့မိမာဒီကန်ဆိုးတာတွေအဆင်ပြေပြေမျိုးဖြစ်လာမယ်ဆိုရင်တော့ဒီကျွန်တော်တို့မိမိတို့ရဲ့မွေးနံတောက်ဖရားမှာသွားပြီးတော့ကျွန်တော်တို့ဒီပန်းနေပေါ့နော်ပန်းပန်းတွေထူပေးရမျိုးပန်းတွေကပ်ပေးရမျိုးမှွေးတဲ့ပန်းတွေကပ်ပေးရမျိုးတို့ပြီးပါ ပြီးရခါကျမိမိရဲ့အိမ်မှာပေါ့မိုဟင်းကားပေါ့နော်မိုဟင်းကားကိုမိမိရဲ့အိမ်ပြားမှာကပ်ပေးပါဒီမိမိရဲ့အိမ်ပန်းဝန်းကျင်တွေကိုလည်းမိုဟင်းကားအထူးလေးလုပ်ပေးပါ ဖရူတီဇာလေးလုပ်ပေးပါအလိုဆိုတဲ့နေရာမှာလည်းအလိုဟိုပွဲတရာပွဲနေရာမျိုးလှူရမှာမျိုးမဟုတ်ဘူးမိတနိုင်တဲ့ပေါ့နော်10ပွဲဆိုလဲ10ပွဲ20လို့ပွဲစစ်ဒါမှမဟုတ်လဲကျွန်တော်တို့မွေးကားရောင်းတဲ့ဆိုင်ဒီမှာကဲကျွန်မပွဲ20စာလှူခဲ့ပါတယ်အဲ့တော့ပွဲ20စာစားတဲ့သူတွေအားလုံးကိုဒီဟိုအခမဲ့ကျွေးပေးလိုက်ပါဆိုတဲ့ဟာရပါတယ်ကဲအားလုံးဆိုရင်တော့အားလုံးအစီအမီချုံမကြပါစေ